မကြခင်မှာမက်ထရိုဇီရိုလို့ခေါ်တဲ့ဆောင်ရမ်းခေါ်တဲ့ second series အသစ်ထွက်ရှိလာမယ်ဆိုတော့ခေါ်ယူတိတ်တိတ်သွားပြီလားမတိတ်သေးဘူးဆိုတော့ဒီလိုလို့အဆုံးထိချက်ချိုးရတော့ easy လေးပဲဟဲ့မယ် let's go ပထမအလုပ်နေတဲ့ကျွန်တော် event ထဲကိုဝင်ရှိုးမယ်ဆိုရင် second သုံးကောင်ကိုတွေ့မြင်ရမယ်ကျွန်တော်ဒီဘက်ဆုံးမှာမတည့်ရနေတာကော Lydia နဲ့အစားထိုးထားပြီမယ်အမှန်တကယ်တော့ easy ဖြစ်မယ်ပေါ့နော်ဆိုတော့ပုံစံလေးကလည်းတော်တော်လေး fine နဲ့ထဲမှာတော့ပါတယ်အလယ်ထဲမှာတော့ကျွန်တော် fair win နဲ့အစားထိုးပြထားပြီမယ်လေအမှန်တကယ်တော့ဘယ်သူမှမပြောလဲသိမယ်အထာကြကြကြီးခြိုင်းနေတဲ့ကျွန်တော် export ပဲဖြစ်ပါတယ်ခြိုင်းနေတာတော့တော်တော်လေးကိုရပြ တော်လေးလေးအချစ်တွေကလည်းစူးရှာတယ်ပေါ့နော်။ Okay ဆိုတော့ဒီမှာဆုံးမတရားဝင်ကျွန်တော်ရောဂျာပဲ။ဒါကတော့မပြောင်းလဲဘူးပေါ့နော်။ဒါကတော့ဒီမှာရောဂျာနဲ့ပဲအစာထိုးပေးထားတယ်။ဆိုတော့ဒီဘက်ကနှစ်ကောင်တော့တခြားစက်ကင်းနေနဲ့စာထိုးထားပေးမယ်။ဒီရောဂျာကိုတော့ဒိုင်းရိုက်ပြပေးထားတယ်။အဲ့လျောင်နေနေလေးစိတ်ဝင်စားစရာလေးတော့ကောင်းတယ်ပေါ့နော်။ Okay မြင်းနဲ့တိုင်းမင်းကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော် coin ဘယ်လောက်နဲ့လဲလို့ရမလဲဆိုတော့တစ်ချက်ဝေကြည့်မယ်ဆိုရင်ကျွန်တော်1000ပဲဗျာ။ဆိုတော့ကျွန်တော် neo base နဲ့အတူတူပဲလို့ကျွန်တော်တို့နေပြောရမယ်။ဆိုတော့ဒီစက်ကင်းတစ်ခုကို1000တန်မယ်ပေါ့နော်။ Okay ကျွန်တော် baby ဆိုရင်ကျွန်တော် buy ပေါင်းမလဲဆိုတော့ record တွေ emote တွေဘာတွေညာနေပေါင်းနေပါ မယ်ပေါ့နော်အခုကတော့ကျွန်တော် Neo Beast နဲ့ပဲအစားထိုးပြထားတယ်ကျွန်တော်တကယ် original server ကိုရောက်လာမှာပဲသူ့ရဲ့ record တွေ emote တွေမာရင်းညာတွေကိုကျွန်တော်ရှူစားရမှာပဲဖြစ်ပါလေကဲဆိုရင်တော့ကျွန်တော်ချက်ပါလေးရအောင်လဲဆိုတော့မြင်းနဲ့ diamond ဒါလေးတွေပေါ့နော် okay ဆိုတော့ကျွန်တော် price pool ထဲမှာပါပါလဲဆိုတော့ချက်ချိုးအောင် let's go မြင်းနဲ့ diamond ကျွန်တော် second ကိုတန်ပြီးပြပေးထားတယ်စိတ်ဝင်စားစရာပဲဗျာပုံပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ second 3ကိုတန်ပြထားတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်နည်းနည်းလေးခွဲပြထားတယ်ဘာလဲလို့မသိပေမဲ့ကျွန်တော်ဘာမှထွေထူးမဟုတ်တော့ဘူးလို့တော့ထင်ပါတယ်ပေါ့နော် okay ဆိုတော့ဒါပဲဗျာအဲလေဆိုတော့ brother တို့အနေ နဲ့ကျွန်တော်မင်းစရာမေကွန်တစ်ခုပဲရှိတယ်ပေါ့နော်ဆိုတော့ဒီ second 3ငုံတွေကဒီအမြင်နဲ့နေပေါ့နော်ဘယ် second ကိုအကြိုက်ဆုံးလဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ ရောဂျာလည်းမိုက်တော့မိုက်ပြီမယ်ကျွန်တော် Xbox ထိုင်နေတာကြီးကိုစောင်းရမ်းကြိုက်နေဗျာအထာကြတယ်လို့ခံစားရတယ်ကျွန်တော် brother တို့ရောဘလို့မြင်လဲဒီ second 3ပေါင်တွေကတခုကိုရွေးပါဆိုရင် brother တို့နေနဲ့ဘယ် second ကိုရွေးကျင်လဲကျွန်တော်ကျွန်တော်ကတော့လုံးဝအထာကြတဲ့ Xbox ကိုပဲရွေးမယ်ကျွန်တော် brother တို့လည်းဘယ် second ရွေးမယ်ဆိုတော့ကိုယ်မှာချက်လောက်မန်းငယ် okay လားကဲဆိုတော့ဘောင်းကြီးကိုကျွန်တော်တို့ရင် animation လေးဘလို့လဲဆိုတော့သိကျင်တဲ့အတွက်ကြောင့်ကျွန်တော်နည်းနည်းလေး diamond လေးသုံးပြီးတော့ဖောက်ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော် one drone လေးနဲ့ကြည့်မယ် okay okay yeah အဲ animation က animation ကျွန်တော်ရထားကြီးထဲမှာလုံးဝမလို့ဘလို vibe ကိုရလဲဆိုတော့ cyber punk ပုံစံမျိုးပေါ့နော်ကျွန်တော်အဲ့လိုမျိုး vibe ကိုရတယ်ဆိုတော့မကျွန်တော်တစ်ခါလဲကြည့်လိုက်တာ10ခုတော့ရရပေါ့နော်နောက်နောက်တစ်ခါလို့ကျွန်တော်ထပ်ပြီးလဲကြည့်အောင်မယ်ခဏလေး one drop ဒီနေ့တိုင်းမကြုံခေါင်းကြီးကြပါမယ်။ဒကာကြီးရဲ့ကိုသွားမယ်။လုံးဝစိုက်ဘာပန်းပုံစံမျိုးပဲဗျာ။ခံစားချက်ကအဲ့လိုမျိုးဖီးကိုလုံးလုံးရတယ်ပေါ့နော်။ဆွေးနွေးမလို့မစိုးဘူးလို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ်။တခိုးရှိတာကဒီစကင်က advance server မှာထွက်နေသေးတာဖြစ်ပြီးတော့ကျွန်တော်တို့တကယ် original server ကို August 10ရက်မှာရောက်လာမယ်လို့ကျွန်တော်တတင်းနေထွက်နေတယ်။အဲပြောင်းလဲနိုင်တယ်ပေါ့နော်။တကယ်လို့မြန် August 10ရက်နေ့မှာထွက်လာမယ်ဆိုရင် brother တို့အနေနဲ့ phase 1 free token ကို August 15ရက်နေ့မှာတွေ့မယ်။ဆွေးနွေးမလို့အဲ့ချိန်မှာနည်းနည်းလေး free ဘာညာတာကဂုံးလို့ရမယ်။ phase 2ကိုတော့ကျွန်တော် August 2022ရဲ့နေ့မှာထပ်ပြီးတော့အဲတွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ brother တို့အနေနဲ့လက်ခဂုံးစင်းလို့ရမယ်လို့ပြောနေတာဆိုတော့ second ကောင်ကိုဂုံးစင်းပြီးယူမယ်ဆိုရင်တော့ brother တို့အနေနဲ့အနည်းဆုံးတော့ diamond နဲ့နဲ့ second ကောင်ဂုံးလို့ရမယ်ဆိုတော့တေချာဘလောက်နှီးပါမယ်ရှိတယ်ဆိုတော့မို့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ August လ10ရက်နေ့မှာထွက်လာမယ်ဆိုတဲ့တင်းဆိုတဲ့ကြောင့်ကျွန်တော်အနေနဲ့တော့စောင့်ကြည့်တော့ရမယ်ဆိုတော့ကျွန်တော်အနေနဲ့အချမ်းကြီးလေးပြန်ပြောရမယ်ဆိုရင်ဒီ၃កောင်တွေကကျွန်တော်အကြိုက်ဆုံးကတော့ export ဖြစ်မယ်ဆိုတော့ brother တို့ရောဒီ၃កောင်တွေကဘယ်စကင်ကိုအကြိုက်ဆုံးလဲဆိုတော့ကိုမတ်မှာတစ်ချက်ရေးပေးခဲ့ ်ဆိုရမလို့ဒါကတော့ advance ပါမှာရောက်ရှိနေတာပေါ့နော်ကျွန်တော် original ရောက်ရှိလာမယ့်အချိန်ကတော့ August လ10ရက်လို့ပြောထားပြီးမြင်လဲကြောင်းလဲနိုင်ကောင်းကြောင်းလဲနိုင်နိုင်မယ်ကျွန်တော် brother တို့အနေနဲ့ချက်ဆောင်ကြည့်ပေးပါကဲဆိုရမလို့ဒီနေ့ဗီဒီယိုလေးကဒီနေ့အတွက်လောက်ပါပဲဆုံးနေကြည့်ကြရအောင်ချင်းရအောင်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲပိုက်မယ်ပါခင်ဗျာ